ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်1989ခုနှစ်တုန်းကတရုတ်ကွန်မြူနတီပါတီ CCP ကဆဲအုပ်ချုပ်ရေးဥပဒေချမှတ်ခဲ့တာနောက်ဆုံးချိန်ဖြစ်ပါရယ်အဲဒီအချိန်တုန်းကတရုတ်နိုင်ငံသားတွေဟာဒီမိုကရေစီကိုတောင်းဆိုပြီးအာဏာရှင်စနစ်ကိုဆန့်ကျင်မှုလမ်းမော်ထွက်ဆန္ဒပြခဲ့ကြပါရယ်ဒါပေမဲ့ရှီကျင်ဖင်ဟာအဲဒီတင်ရစာကိုမတင်ယူခဲ့ဘူးလို့ထင်ရပါရယ်ဘာလို့လဲဆိုတော့သူဟာဆဲအုပ်ချုပ်ရေးဥပဒေကိုတတ်မှတ်ချမှတ်ဖို့အတွက်ပြောဆိုနေပြန်ပါရယ်ဒါရီကအသေးစိတ်အချက်အလက်တွေပါ ဘေကျင်းမှာပြည်ဝင်ထိန်ချုပ်မှုနဲ့စောင့်ကြည့်မှုတွေကိုတွန်းမြတ်လှုံ့ဆော်နေရတဲ့သတင်းတွေကိုမတူညီတဲ့လမ်းကြောင်းပေါင်းစုံကနေကြားသိနေရပါတယ်။တဟနိုင်ငံပြန်ပါကိုထွက်ပြေးတဲ့သူတွေဒါမှမဟုတ်ကုန်သွယ်ရေးပိတ်ဆို့မှုတွေကြောင့်ပြည်ရင်းမငြိမ်သက်မှုတွေဖြစ်ပေါ်လာမှာကိုစိုးရိမ်နေလိုပါအခုတော့ဂျာရီဖြစ်ဖို့အတွက်ဆောလွန်နေသေးပေမဲ့ PR တွေကိုတော့ခန်းစားလာနေရပြီဖြစ်ပါတယ်တိုတူဟာမငြိမ်မသက်မှုတွေတိုးလာဝင်ရှိတာကိုပြင်ဆင်နေကြပြီးတော့လူအရင်စစ်အုပ်ချုပ်ရေးဥပဒေကိုတော့မှချမှတ်ဖို့ပြင်ဆင်နေရဲဆိုတာအကြည့်ပြုနိုင်ပါတယ် ဒါဟာကုန်သွယ်ရေးစပွဲနဲ့ဆက်ဆက်နေပါတယ်။တရုတ်စီးပွားရေးဟာအခုဆိုရင်ဆူဆူရွရွထိခိုက်နေနာနေပြီဖြစ်ပါတယ်။ပြည်ရေးစယုံတွေပိတ်သိမ်းနေရပါတယ်။တရုတ်နိုင်ငံသားတွေသူတို့ရဲ့အတံမွေဝမ်းကြောင်းမှုတွေဆုံးရှုံးနေရပါတယ်။ကြရမကသေးပါဘူးတရုတ်ရဲ့မဟာမိတ်နိုင်ငံတွေကလည်းတရုတ်နဲ့ကုန်သွယ်ရေးသူတို့ဟာအကျိုးနဲ့တဲ့ဘာမှရှိနေကြရဲဆိုတာကိုသဘောပေါက်လာနေကြပါရဲ့စေယုံတရုတ်ကခဏတာအနာယူထားတယ်ဆိုပြီးအလို့သမားတွေဟာနောက်ထပ်အတီးပေးချက်ကိုစောင့်နေရပါရဲ့ မနေ့ပိုင်းမှာကုန်ကျန်းတွေရောက်လာပြီးထုတ်လုပ်မှုစတင်တော့မယ့်အချိန်နေ့လေခင်းမှာတရားလေးရာခိုင်နှုန်းအခွန်တင်ကြောင်း order တွေအလုံးပေဖြတ်ခံလိုက်ရပြီးစက်ရုံကချက်ချင်းပိတ်သိမ်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။တရုတ်တွေက American ကို84ရာခိုင်နှုန်းအခွန်ချမှတ်ခဲ့ပြီးဒါကစိတ်ဓာတ်ကိုတက်ကြွစေခဲ့ပါတယ်။ကြိုင်မဲ့စောင်းမုတ်တီမိမိသားပြီးရဲ့နောက်နောက်ကြပါဖြစ်လာမလဲဆိုတာကိုတကယ်စဉ်းစားကြည့်ကြပါအများဆုံးထိခိုက်မှုကတော့တင်ပေါ်ကြီးအတွက်အာယုံစိုက်ထားတဲ့စက်ရုံအများပြားဟာထုတ်လုပ်မှုကိုရှော့ချရမယ် အလုတ်သမားတွေကိုထုတ်ပေးရမယ်လူအများပြားဟာအလုတ်အကိုင်းတွေဆုံရှုံလာနိုင်ပါ रे အလုတ်ကိုင်းဆုံရှုံနေရတဲ့ဒီလူတွေဟာသူတို့ရဲ့အဆူရဟာကြီးမားတဲ့အမားတစ်ခုကိုလုံနေတယ်ဆိုတာကိုသဘောပေါက်လာနေကြပါ रे တရုတ်ကွန်မြူနတီပါတီ CCP ဟာတရုတ်လူမှုကွန်ရက်တွေပေါ်မှာ American စန့်ကျင်စာရေးရေးသားနေပါ रे နေ့စဉ်နှစ်တိုင်းတရုတ်အစိုးရဟာ225ဘီလီယံယွမ်သုံးစွပြီးအင်တာနက်မှာဝါရဖြန့်သူ၄တန်းကျော်ကိုငှားရမ်းထားပါရယ်။သူတို့ဟာတရုတ်အစိုးရရဲ့ဝါရဖြန့်ချက်တွေကိုတွန်းအားပေးနေကြပါရယ်။ Twitter ပေါ်မှာတင်လွန်လူတွေထောင်နေချီရှိပြီး YouTube ပေါ်မှာဆိုရင်တိတ်နေချီရှိပွဲရှိပါတယ်။ TikTok ပေါ်မှာတော့တရုတ်ဝါဒပြန်သူတွေတန်နေချီရှိနေပါတယ်။ CCP ရဲ့အကြီးမားဆုံးလက်နက်ကတော့ပုတ်တွေမဟုတ်ပါဘူး။အခုချိန်မှာတော့ TikTok ပါ။ CCP ဝါဒပြန်သူတွေ CCP လက်ပတ်သူတွေဟာ TikTok ပေါ်မှာ virus ဖြစ်အောင်လှုပ်ဆောင်နေကြပါတယ်။အားလုံးသိရတဲ့အတိုင်း TikTok ဟာ CCP ပိုင်ဆိုင်တဲ့ platform ဖြစ်ပါတယ်။အခုဆို CCP က TikTok ကိုအသုံးပြုပြီး American လူငယ်တွေကိုအုံနောက်စရာတွေလုပ်နေပါတယ်။ TikTok တွေဝင်လိုက်တာနဲ့နှစ်ခုမြောက် video တိုင်းဟာ American တွေအနေနဲ့တရုတ်စီကပစ္စည်းတွေပို့ဝယ်တင်နေ JD.com ဒီမျိုး Alibaba လိုမျိုးတရုတ် website တွေကနေတိုက်ရိုက်ဝယ်တင်နေစရိအကြောင်းအရာတွေပဲဖြစ်ပါရယ်။ဒါကြောင့်မဲ TikTok ကို American ပြည်အောင်စုမှာပိတ်ပင်မှုလိုအပ်နေပါရယ်။ဒီကုန်သေးရေးစစ်ပွဲဟာတရုတ်နဲ့စစ်ဖြစ်သွားရင်ဘာဖြစ်နိုင်မလဲဆိုရယ်အကောင်းဆုံးဥပမာတစ်ခုပါ။ CCP ဟာအမေရိကန်နိုင်ငံသား190တန်းရဲ့အကောင့်တွေကိုတိုက်ရိုက်ဝင်ရောက်ခွင့်ရှိပါတယ်။သူတို့ဟာ algorithm ကိုထိန်းချုပ်ထားရခါအမေရိကန်ဒေတာတွေအလုံးကိုတရုတ်နိုင်ငံဘေကျင်းမှာသိမ်းဆည်းထားရခါဘယ်လောက်ထိထိန်းချုပ်နိုင်မလဲဆိုတာကိုစိတ်ကူးကြည့်ပါ။ဒါဟာတရုတ်ကွန်မြူနတီပါတီ CCP ကတက်တော့ပေါ်မှာတွန်းအားပေးနေတဲ့ကွန်ပျူစီအလုံးကိုအမေရိကန်ပြည်ထောင်စုစီပို့နိုင်ပြီး Trump ရဲ့ပထမတက်တန်းကချမှတ်ခဲ့တဲ့အကောက်ခွန်တွေကိုမပေးရဘဲ Biden ရဲ့တက်တန်းမှာဆက်လက်ကျင့်သုံးခဲ့တဲ့အမိန့်တွေကိုလည်းရှောင်ရှားနိုင်ပါသေးတယ်။ ဒါကြောင့်တရုတ်နဲ့အမေရိကန်တို့လုံနေတဲ့ကုန်သွယ်ရေးပမာဏဟာတရုတ်ဝင်ကနန်းတွေထက်အများကြီးပိုများနေပြီးကုန်သွယ်ရေးလုံွေပြမှုကလည်းတရုတ်နဲ့ဆိုပိုကြီးနေပါရယ်အခုပြောနေကြတဲ့ reserve ပြန်လည်စတင်မှုဆိုတာကလည်းတရုတ်နဲ့အတော်လေးပြင်းထန်တဲ့ပြောင်းလဲမှုတွေလိုအပ်နေတဲ့အခြေအနေမျိုးပါသဘောတရားအရာဆိုရင်တော့အခြားနိုင်ငံတွေနဲ့လည်းပြည်ညှိဖို့လိုပေမဲ့တကယ်တမ်းလိုအပ်တာကတရုတ်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုပြည်ညှိဖို့ပါပဲ။ ခံမှန်တက်ကြည့်ရင်အမေရိကန်ရဲ့ကုန်သွယ်ရေးလုံခြုံရေးမှုရဲ့လေပုံတပုံဟာတရုတ်နဲ့တိုက်ရိုက်ဖြစ်ပြီးနောက်လေပုံတပုံကတော့တွယ်ဝိုက်ပြီးတရုတ်နဲ့ဆက်ဆံနေရပါဒါကြောင့်တရုတ်ဟာပြဿနာရဲ့တဝက်လောက်ရှိနေရပါတရုတ်ကအစိပ်ပိုင်းတွေကိုထောက်လျောင်းချပြီးအခြားနေရာတွေမှာ တင်ပူရာမျိုးတွေလုပ်နေပါတယ်ဒါပြန်တရုတ်ဟာပထဝီနိုင်ငံကြီးအရာပြန်ပတ်တူဖြစ်နေပါတယ်ဥပမာဂျာမနီကမာစီဒီကာတွေကိုအမေရိကန်ကိုတင်ပို့နေရဆိုရင်အလောက်ကိုင်းတွေကဂျာမနီမှာရှိနေပါမယ် ဂျာမနီကကုန်သွယ်ရေးမူဝါဒတွေနဲ့အမျိုးမျိုးလုပ်နေပြီးမယ်။မာစီရီစက်ရုံကိုတင်ကားတွေထုတ်ဖို့ပြောင်းလဲပြမယ်။အမေရိကန်ကိုကြည့်ကြော်ဖို့ပြင်ဆင်မယ်ဆိုတာမျိုးမဖြစ်နိုင်ပါဘူး။ဒါပေမဲ့ကြောင့်လဲဆိုရင်တော့ဒီနှမျိုးစလုံးတုံနိုင်တဲ့ပြဿနာကရှိနေပါရည်။အခုဆိုရင် TikTok ဗီဒီယိုတွေမှာတရုတ်ကွန်မြူနတီပါတီကအမေရိကန်ကုမ္ပဏီတွေစီမံဝယ်ပေးတရုတ် website တွေစီကနေဓာတ်ရိုက်ဝယ်ဖို့တွန်းအားပေးနေပါရည်။အရင်ကဗီဒီယိုတချို့မှာဆိုရင်တရုတ်အကျိုးဆောင်တွေကအမေရိကန်မှာအကြမ်းဖက်မှုတွေဖြစ်အောင်တိုက်တွန်းနေရမျိုးတွေတောင်မှရှိပါသေးတယ်။ တရုတ်ကွန်မြူနတီပါတီ CCP ဟာတရုတ်လူမှုမီဒီယာတခွင်မှာ American စန့်ကျင်ရေးစိတ်ဓာတ်တွေပြန့်နှံ့အောင်လှုံ့ဆော်နေပါတယ်။နေ့စဉ်ရန်ဘီလီယံ225သန်းဒေါ်လာသန်း3000ကျော်အကုန်ခံပြီးတော့အင်တာနက်အငင်းခုံပြုလုပ်မဲ့သူ၄သန်းကျော်ကိုငှားရမ်းချပါတယ်။ဒီလူတွေဟာတရုတ်အစိုးရရဲ့ဝါရဖြန့်ချီရေးတွေကိုတောင်းအားပေးနေကြတာပါ။ Twitter မှာထောင်ထဲချီရှိနေတယ်လို့ YouTube မှာတိုင်းထဲချီက TikTok မှာဆိုရင်တိုင်းထဲချီရဲ့တရားဝါဒဖြန့်တွေရှိနေပါတယ်။တကယ်တော့ YouTube ပေါ်ကတရားပေါ်တွေဟာ CCPO ဝေဖန်တဲ့ video line ကို download လုပ်ဖို့ကြိုးစားနေအောင်တွေ့ရပါတယ်။ video တစ်ခုမှာ CCP က TikTok ပေါ်မှာဖြန့်ချီနေပြီးမြင် video ကပဲ CCP ရဲ့ညပတ်တက်လက်ွက်ကိုမတော်တဆဖော်ထုတ်လိုက်ပါတယ်။တရမိတ်အင်အီတလီဂူချီပစ္စည်း80ရာခိုင်နှုန်းကတရုတ်ဆက်ရုံကနေပါစရဲစားတာပါ။ဂျာဟာတရုတ်ကကမ္ဘာစီးကွက်ကိုဘယ်လိုလှည့်စားနေသလဲဆိုတာကိုဖော်ပြနေပါရယ်။ သူတို့ကရောပတ်ကလူကိုပဲထည့်ပြီးတော့ဆယ်ဆစီတင်ရောင်းလာ main in china ဆိုရဲစာသားမြေညက်စီမိတ်ဝေလိုက်ပါအစရှိသဖြင့်ပြောဆိုနေကြပါရီချာဘို6088 tamo tilinda guanzhou wuqianzhou wanzhou ကိုတော့မှတိုက်ရိုက်သွားပဲလို့ရှာပါရီဘယ်လိုဝယ်ရမလဲငွေဘယ်လိုပေးရမလဲပို့ဆောင်ရေးဘယ်လိုစီစဉ်ရမလဲမသိရင်ကျွန်တော်ကို pm ပို့ပါ အခမဲ့ဝယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးနေပါရီ မင်္ဂလာတောင်ဆိုရင်တရုတ်အစိုးရခွင့်ပြုချက်နဲ့ဒီဗီဒီယိုတွေတင်နေရတမမဟုတ် VPN သုံးနေရချင်နိုင်ပါ रे တရုတ်နိုင်ငံသားတွေအတွက် VPN သုံးတာကတရားမဝင်ပါဘူးသူမက VPN သုံးနေမယ်လို့မချင်ပါဘူးအကြောင်းကတရုတ်နိုင်ငံသားကြောင့်အနေနဲ့တက်တော်သုံးမှုဥပဒေချုပ်ဖောက်ပြီး VPN သုံးမျက်နှာပြပြီး community ရေတွေအရောက်လာအောင်လုပ်မှာမဟုတ်ပါဘူးဒါကြောင့်သူမကအစိုးရခွင့်ပြုချက်နဲ့ဒီဗီဒီယိုတွေတင်နေရချင်နိုင်ပါ रे ဘာကြောင့်ဒီလိုလုပ်နေကြသလဲအပြေရှင်းပါ रे အမေရိကန်မှာဝါရဖြန့်မှုပါ တတော်နေဆိုတန်းနေချီရဲ့အမေရိကန်နေစီတိုက်ရိုက်ရှောင်နိုင်ပါ रे ။တပိမဲ့သူမမသိလိုက်တာကထရန့်အစိုးရကတိုက်ဖြတ်နေတဲ့ CCP နီးပြူဟာကိုထုတ်ဖော်မိသွားတာပါ။ဗီဒီယိုရဲမှာသူမပြောသလိုပဲဒီပစ္စည်းတွေအားလုံးတယောက်မှာပဲထုတ်တယ်ပြပောက်ပို့ပြီးလေးပဲပြောင်းလိုက်တာအမေရိကန်ကဒီလိုလုပ်တာရတန်းစင်နေရတောက်ကုမ္ပဏီတွေကဗီယက်နမ်ကမ္ဘောဒီးယားမှာကိုရောင်နေထောင်ထားပါတယ်ဒီကိုရောင်တွေကတယောက်မှာထုတ်တဲ့ပစ္စည်းတွေကိုလက်ခံပြီးမဲရင်ချိုင်းနာလေးပဲချုပ်မဲရင်ဗီယက်နမ် သူမဟုတ်မဲရင်ကမ်ဘောဒီးယားလေးပဲပြန်ကပ်ပြရပဲလုပ်နေပါရယ်တူတူဟာအမေရိကန်နိုင်ငံသားတွေကိုအစိုးရအရာရှိတွေကိုပြန်ပြီးတိုက်ခိုက်ဖို့အခြေခံအဖြစ်ပြောနေရပါဘာကြောင့်လဲဆိုတော့ဒီကုံတဲရေးစပွဲဟာတရုတ်စစ်ပွဲတွေကိုတကယ်ပဲထိခိုက်နေတာစီလို့ပါဗီဒီယိုတစ်ခုမှာဆိုရင်သူတို့ကမင်းကိုအများကြီးလူယူပြီးမင်းကသူတို့ကိုကျေးဇူးတင်နေဒါဝမ်းနဲ့စားပဲဒါဟာလိမ်လည်မှုတစ်ခုပဲဒါကြောင့်ငါအခုဒီလိုပြောနေတာအမေရိကန်တွေမင်းတို့မှအခွန်ပေးဖို့မလိုအပ်ဘူးတော်လိုင်းတစ်ခုပဲလိုအပ်တယ် ဆယ်စုနှစ်တွေကြောင်းမင်းတို့ရဲ့အစိုးရရဲ့တတိကြီးတွေရဲ့ကမင်းတို့ရဲ့အလုပ်တွေကိုတရုတ်ကိုပို့လိုက်တယ်။တန်တမာရေးအတွက်မဟုတ်ဘူး။ငင်းချိုင်းအတွက်လည်းမဟုတ်ဘူး။ဈေးပေါ်တဲ့အလုပ်သမားတွေကိုအမျက်ထုတ်ဖို့ပဲ။ဒီလိုလုပ်ရင်မင်းတို့ရဲ့လူလက်တန်းစားကိုဝမ်ဟောင်းလောင်းဖျောင်းလုပ်လိုက်တယ်။အလုပ်သမားတန်းစားကိုဖျက်ဆီးပြလိုက်တယ်။ပြီးတော့မင်းတို့ကိုဂုံယူဖို့ပြောတယ်။သူတို့ကမင်းတို့ရဲ့အနာဂတ်ကိုအမျက်အတွက်ရှောင်ပြလိုက်တာ။ဟုတ်တယ်။တရုတ်ကပတ်စံရခဲ့တယ်။ ဒါပေမဲ့ငါတို့ကအဲ့ဒါကိုလမ်းတွေဆောက်ဖို့တန်းနဲ့ချီရဲ့လူတွေကိုစင်ရဲမှုကနေလွတ်မြောက်အောင်လုပ်ဖို့ကျမရေးဆောက်ရှောက်မှုထောက်ပံ့မှုလူနေမှုအစင်တန်မြင့်တက်မှုတုံးခဲ့တယ်။ငါတို့ဟာငါတို့ရဲ့ပြည်သူတွေရဲ့ပြန်လည်ရှင်လီမြုံနှံခဲ့တယ်။ငါမိသားစုကလည်းအဲ့ဒါကနေအကျိုးရခဲ့တယ်။ဒါပေမဲ့မင်းတို့ရဲ့တတိကြီးတွေကမလုပ်ခဲ့လေ။သူတို့ကရွှေလီတွေပုဂ္ဂလိကချက်လီရင်တွေကောက်ကွန်းပါရီအင်ဂျီတွေဝယ်ခဲ့တယ်။ဈေးကွက်ကိုလှည့်ပြတယ်အခွန်ရှောင်းတယ်ဘီလီယံနဲ့ချီရဲ့ပတ်စံတွေကိုမစုံနိုင်တဲ့စစ်ပွဲတွေထည့်ခဲ့တယ်။ပြီးတော့မင်းတို့ရောဘာရခဲ့လဲ။ မတိုးတက်တဲ့လောက်ခရီးမထိနိုင်တဲ့ကျမရေးစေးတွေဈေးပေါ်တဲ့ထုတ်ကုန်တွေအကျွေးတွေပြီးတော့တယောက်မှဖြစ်တည်လာတဲ့အလံလွှင့်မှုတွေပဲသူတို့ကမင်းတို့ရဲ့အိတ်ကတ်ထရားပတ်စံကို40နှစ်ကြာလူယူခဲ့တယ်တယောက်နဲ့အမေရိကန်နှစ်ခုစလုံးကုန်သွယ်မှုကနေအကျိုးမြတ်ရခဲ့တယ်ထုတ်လုပ်မှုကနေအကျိုးရခဲ့တယ်ဒါပေမဲ့ငါတို့ရဲ့တယောက်ပဲအဲ့ဒီစီစဉ်ကိုတိဆောက်ဖို့တုံးခဲ့တယ်ဒါဟာတယောက်ရဲ့အမှားမဟုတ်ဘူးဒါမင်းတို့ရဲ့အမှားပဲမင်းတို့ကဒီလိုဖြစ်အောင်လွှတ်ထားခဲ့တယ်တထေးကြီးတွေကမင်းတို့ကိုလင်ညာပြီးမင်းတို့ကိုဆင်းရဲစေတယ်ဆွဲလန်းစေတယ် အခုတော့သူတို့ဖန်တီးခဲ့တဲ့ရှုပ်ထွေးမှုတွေအတွက်တယောက်ကိုအပြစ်တင်နေငါတို့ဒီလိုမထင်မင်းတို့မှာနောက်ထပ် account တခုမလို့အပ်ဘူးလို့ငါထင်တယ်မင်းတို့နှိုးထားဖို့လိုတယ်မင်းတို့ရဲ့နိုင်ငံကိုပြန်ယူဖို့လိုတယ်ငါထင်တယ်မင်းတို့တော်လိုင်းတခုလိုအပ်တယ်လို့ဝါရဖြန့်ထားခဲ့ပါတယ်ဒါပေမဲ့တယောက်ရဲ့ဝင်ငွေမကြီးများမှုဟာအခုဆိုရင် American ထက်တောင်မှပိုဆိုးနေပါပြီ ဒီအချက်ကတရုတ်ကွန်မြူနတီပါတီ CCP ကိုရင်ထုတ်ပြန်တဲ့ data တွေကိုအခြေခံထားတာဖြစ်ပြီး CCP ရဲ့ GDP data တွေကအမှန်တရားထက်ပိုပြီးကအောင်ပြုလုပ်တဲ့အလေးထားရှိရာကိုသတိထားပါမယ်။ဝင်ဝင်မငြိမ်းချမ်းမှု data မှလည်း CCP ကအလားတူလုပ်နေပွဲရှိပါရယ်။ဆိုလိုတာကတကယ်အချိန်လေးမှာတရုတ်ရဲ့ဝင်ငွေမြင့်များမှုဟာ CCP ပြောနေရတဲ့ပုံစိုးနေနိုင်ပါ रे ။ဒါကြောင့်မေ CCP ကတရုတ်လူမှုမီဒီယာမှာဝါရဖြန့်မှုတန်းနဲ့ချီရဲ့လူတွေကိုငှားရမ်းထားပါ။အခုဆိုရင်အမေရိကန်မှာပါအလားတူလုပ်ဖို့အတွက်စူးစမ်းနေပါ रे ။ မရိကန်မှာအကြမ်းဖက်မှုတွေဖြန့်ဝေပြီးဒီကုန်သွယ်စစ်ပွဲကိုဆွလွတ်စေချင်နေရပါဒါပေမဲ့ရှီကျင်းပင်အတွက်ကတော့မကောင်းတဲ့သတင်းကတရုတ်ပဲအမေရိကန်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့တကူရီသားနိုင်ငံဖြစ်နေအောင်မဟုတ်ပဲတရုတ်မဟာမိတ်တွေအလုံးကအမေရိကန်ဘက်ကနေရက်တည်နေကြပါတယ်ပါကစ္စတန်ရုရှားအိန္ဒိယဗီယက်နမ်နဲ့ကမ္ဘောဒီးယားလိုနိုင်ငံတွေပါတရုတ်ဆိုရကသူတို့ရဲ့တမန်ကြီးထုတ်လုပ်တဲ့ကွန်မြူနီတီကိုအခုကဲလို့ခွင့်အစိုးရထောက်ပံ့ငွေတွေအများကြီးပေးထားပါတယ် ဒါကြောင့်တရုတ်မှာရှိတဲ့တမနီဆက်ယုံတွေဟာတရုတ်ပြည်အတွက်လိုအပ်ချက်ပို့ပြီးတော့ထုတ်လုပ်နိုင်တဲ့အထိကြီးမားလာပါတယ်။အဲ့ဒီအပိုတမနီတွေကိုတခြားနိုင်ငံတွေမှာဈေးချပြီးရောင်းချတာကို State Champion လို့ခေါ်ပါတယ်။ဒါဟာနိုင်ငံသားကုမ္ပဏီတွေအတွက်သတင်းဆိုကြည့်ပါပဲ။တရုတ်တမနီကုမ္ပဏီတွေဟာတရားမျှတတဲ့ပြည်ဆိုင်မှုမရှိပါဘူး။အစိုးရစီကလည်းအခမဲ့ငွေကြေးထောက်ပံ့မှုအခမဲ့မြေယာအတုမဲ့ချင်းငွေတွေရထားတဲ့အတွက်သူတို့ဟာတမနီကိုအလွန်ချွတ်တာရဲ့ဈေးနဲ့ရောင်းနိုင်ပါတယ်။ အခြားနိုင်ငံကကုမ္ပဏီတွေကတော့အစိုးရစီကနေအဲ့လိုမျိုးအထောက်ပံ့မရတဲ့အတွက်ဈေးမှမပြိုင်နိုင်ပါဘူး။တရုတ်ရဲ့ယူမန်ချက်ကနိုင်ငံတကာပြိုင်ဘက်တွေကိုဈေးကွက်ကနေအပီရှင်းထုတ်ဖို့ပါ။ဒီလိုနဲ့တဖြည်းဖြည်းတရုတ်ကုမ္ပဏီတွေကသာတမန်နီထုတ်လုပ်တဲ့နေရာမှာကြန့်ရှိနေမယ်ဆိုရင်စစ်ပွဲတစ်ခုခုဖြစ်လာတဲ့အခါအခြားနိုင်ငံတွေမှာတမန်နီစက်ရုံတွေမရှိတော့ဘဲတရုတ်ပြည်မှာသာအလုံလောက်ထုတ်လုပ်နိုင်နေစရင်ရှိနေမှာပါ။အဝဇာကနာကအမေရိကန်မဟုတ်ပဲပါကစ္စတန်နဲ့ရုရှားလိုနိုင်ငံတွေက WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှတရုတ်ကိုပထမဆုံးတင်ကြားခဲ့တာပါ။ 2024ခုနှစ်မှာတရုတ်နိုင်ငံဟာ WTO အဖွဲ့ဝင်နိုင်ငံတွေရဲ့ကုန်သွယ်ရေးစုံစမ်းစစ်ဆေးမှု198ခုကိုခံခဲ့ရပါတယ်။ဂျာဟာမနစ်ကကြာနှစ်ဆများပြီးတကမ္ဘာလုံးကစုံစမ်းစစ်ဆေးမှုတွေရဲ့တဝက်နီးပါးရှိပါတယ်။တရုတ်ရဲ့တင်ပို့ကုန်တွေကမ္ဘာစည်းကွက်ကိုလှမ်းမိုးလာတာနဲ့အညာကုန်သွယ်ဘက်နိုင်ငံတွေရဲ့မကျေနပ်မှုတွေမြင့်တက်လာတာကြောင့်ပါ။ဒီကိစ္စကိုနည်းနည်းလေးပို့ပြီးတော့အသေးစိတ်ရှင်းပြချင်ပါတယ်။ WTO ကမ္ဘာကုန်သွယ်ရေးအဖွဲ့မှအဖွဲ့ဝင်166နိုင်ငံရှိပါတယ်။ မနစ်ကဆိုရင် WTO မှာကိစ္စပေါင်း400နီးပါးတိုင်ကြားခံခဲ့ရပါတယ်။အဲ့ဒီကတဝက်နီးပါးဖြစ်တဲ့198ခုကတနိုင်ငံတည်းဥပဲတိုင်ကြားထားတာပါ။အဲ့ဒါကတော့တုပ်ပဲဖြစ်ပါတယ်။ဒီတော့အဖွဲ့ဝင်166နိုင်ငံရှိပြီးတနိုင်ငံတည်းကပဲပြဿနာဖြစ်နေရဲဆိုတာသိသာပါတယ်။ဒါပေမဲ့ပြဿနာတွေကဒီမှာပဲရှက်မသားပါဘူး။ဒီတိုက်ကြမှုတွေကိုဘယ်နိုင်ငံတွေကကျင့်သွင်းနေလဲဆိုတာကြည့်ရအောင်ပါ။အမေရိကန်၊ဥရောပနဲ့အနောက်နိုင်ငံတွေပဲကျင့်သွင်းနေရလို့ထင်ရှားရှိပေမဲ့တကယ်တော့မှတော့အဲ့ဒါမဟုတ်ပါဘူး။ အချက်အလက်တွေအရ138ခုသောတိုင်ကြားမှုတွေကိုဖွံ့ဖြိုးဆဲနိုင်ငံတွေအားတိုင်တန်းခဲ့တာပါအထူးသဖြင့်အိန္ဒိယက38ခု၊ဘရာဇီးယား19ခု၊တရကီယား9ခုပါ။တရုတ်ကကမ္ဘာတောင်ပိုင်းနိုင်ငံတွေရဲ့အကြီးဆုံးထောက်ခံသူလို့ကြားလို့ရှိပေမယ့်တကယ်တော့မှာတော့အဲ့ဒီနိုင်ငံတွေရောပဲတရုတ်ကိုအများဆုံးတိုင်ကြားနေကြတော့ပါ။တရုတ်ပေါ်တိုင်ကြားထားတဲ့198ခုသောတိုင်ကြားမှုတွေက138ခုကကမ္ဘာတောင်ပိုင်းနိုင်ငံတွေရောပါ။ဒီတော့တရုတ်ရဲ့မဟာမိတ်နိုင်ငံတွေတော့မှတရုတ်နဲ့ကုန်သွယ်ရမှာသူတို့ဘက်ကအရှုံးများနေရဲ့ဆိုတာသိလာကြပါပြီ။ ။နောက်ထပ်အံ့ဩစရာကောင်းတဲ့နိုင်ငံတစ်ခုကတော့ပါကစ္စတန်ပါ။တရုတ်ကပါကစ္စတန်ကိုဒေါ်လာဘီလီယံချီပြီးချင်းငွေတွေပေးထားတဲ့ပြင်အကြီးဆုံးအလှူရှင်နိုင်ငံဖြစ်ပေမဲ့ပါကစ္စတန်တော်မှတရုတ်ကမတရားကြောင်းသိလာပါပြီ။ပါကစ္စတန်က2024ခုနှစ်တနှစ်ထဲမှာပဲကုန်သွယ်ရေးအငင်းပွားမှု၅ခုကိုတရုတ်အပေါ်မှာတင်သွင်းခဲ့ပါရယ်။အထူးသဖြင့်ပုံနှိပ်ဆက်ကူကိုရိုင်းကတ်နိုင်တဲ့ပလတ်စတာနဲ့ဂျာရုတ်ပစ္စည်းတွေတင်သွင်းမှုများလာတာနဲ့ပတ်သက်ပြီးတိုင်ကြားခဲ့တာပါ။ တရုတ်ရဲ့အခိုင်အမာဆုံးဟာမဟာမိတ်လို့ထင်ရတယ်။နိုင်ငံတွေရောမှတရုတ်ရဲ့ကုန်သွယ်ရေးလှုပ်ထုတ်လုပ်နည်းတွေကိုတိုင်ကြားနေရပြီဆိုတာစဉ်းစားကြပါပဲ။ဒါအပြင်2025ခုနှစ်အစောပိုင်းမှာတော့ရုရှားကတရုတ်ကုမ္ပဏီတွေကိုပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်။ပါကြောင်လဲဆိုတော့တရုတ်ကုမ္ပဏီတွေကသူတို့ရဲ့ထုတ်ကုန်တွေကိုရုရှားစီးကွက်ထဲမှာပေါပေါပေပေထုတ်ပြတာကိုမလို့ခြင်းလို့ပါ ရုရှားဆိုတာတရုတ်ကိုမမိခွင်မရှင်တန်နိုင်တဲ့နိုင်ငံဖြစ်ပြီးပူတင်စတင်ခဲ့တဲ့အတိတ်ဗမ်ရှိရဲ့စစ်ပွဲကိုဆက်လုပ်ဖို့တရုတ်ရဲ့အကူအညီကိုအများကြီးအားကိုးနေရပါတယ်။ဒါပေမဲ့ရုရှားတော်မှတရုတ်ကရုရှားရဲ့စစ်ပွဲရေးထဲမှာမမျှတရိတ်ကုန်သွယ်မှုတွေမလုပ်နိုင်အောင်ထိန်းထားပါတယ်။ဒါရိတ်ကိုကြည့်ရင်ပြည်ထနာကအမေရိကန်နဲ့တရုတ်တို့တိုက်နေအောင်မဟုတ်ဘူးဆိုတာသိလာပါတယ်။ပြည်ထနာကတရုတ်ပဲဖြစ်ပါတယ်။တရုတ်ကဒီဈေးကွက်စပွဲကိုအမေရိကန်တို့နဲ့ကမ္ဘာတစ်ဖက်လိုပုံဖော်ဖို့ကြိုးစားပေးမယ်။တကယ်တမ်းကတရုတ်နဲ့ဂျပန်အားလုံးပဲဖြစ်ပါရဲ့။ အားလုံးကတရုတ်ကိုကမ္ဘာကုန်သွယ်ရေးအဖွဲ့ရဲ့ဝန်ထမ်းကသဘောတူခဲ့တဲ့စီမင်းတွေနဲ့နှီးစည်းချင်ကြပါရယ်။ဒါဆိုစဉ်းစားစရာကဒီတိုင်ကြားမှုတွေအားလုံးရဲ့နောက်မှာရှီကျင်းဖိန်ကဘာလုပ်နေရလဲလို့တွေးမိစေပါရယ်။သူကအခုတော့ကမ္ဘောဒီးယား၊ဗီယက်နမ်နဲ့မလေးရှားကိုအရေးပေါ်ခရီးထွက်နေပါရယ်။ကြပါမယ်လက်ဆောင်လေးယူမလာပဲတတိပိတ်ချက်တွေယူလာပါရယ်ဒီနိုင်ငံတွေကိုတရုတ်ကိုမိခိုနေရတယ်လို့ပြောပြီးတရုတ်ကိုစံကြံပြီး American ဘက်ကရည်တည်ရင်အကြီးအကျယ်ပေးဆက်ရလိမ့်မယ်လို့တတိပေးနေပါရယ် တာရီကအသေးစိတ်အချက်လက်တွေပါတရုတ်သမ္မတရှီကျင်းဖိန်ဟာအခုဗီယက်နမ်ကိုရောက်ရှိပြီးအရှိတောင်အာရှခီးစဉ်ကိုစတင်နေပါတယ်။သူဟာဗီယက်နမ်ဝင်ကြီးချုပ်နဲ့ဆွေးနွေးမှုတွေလုပ်မှာဖြစ်ပြီးသမ္မတဒေါ်နယ်ထရန့်ရဲ့ကုန်သွယ်ရေးအခွန်တွေကိုညှိနှိုင်းတုံ့ပြန်မှုတိုက်တွန်းမယ်ရှိပါတယ်။ထရန့်ကဗီယက်နမ်ကို46ရာခိုင်နှုန်းအခွန်နှုန်းထားနဲ့အခွန်တွေချမှတ်ခဲ့ပေမယ့်အခုတော့90ရာကျရပ်ဆိုင်းထားပါတယ်။ဗီယက်နမ်ဟာအမေရိကန်ကိုထောက်ကူပေးပို့ဆောင်ပေးတဲ့ထောက်ပံ့ရေးခွင့်စားမှအထူးကကြတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါရယ် 2018ခုနှစ်မှာ train ရဲ့ပထမသက်တမ်းအတွင်းတရုတ်ကုမ္ပဏီတွေကိုအခွန်အရေးချမှတ်ပြီးရဲ့နောက်ကုမ္ပဏီအများပြားကထောက်လုပ်မှုကိုဗီယက်နမ်ကိုရွှေ့ပြောင်းခဲ့ကြပါရယ်။ရှီကျန်ဖိန်ဟာဗီယက်နမ်ကတရုတ်ကိုဘလောက်မီခိုနေရတယ်ဆိုတာကိုအထူးတလဲသတိပေးချင်ပါပါ။ဗီယက်နမ်ဟာပို့ကုန်ဦးတည်ရေးစီးပွားရေးရှိတဲ့နိုင်ငံဖြစ်ပါရယ်။စမတ်ဖုန်းတွေအဝတ်ထည်တွေလိုမျိုးပစ္စည်းတွေကိုကမ္ဘာတစ်ဝှမ်းရောင်းချပေးမယ်။တရုတ်ကအစိပ်ပိုင်းတွေတရုတ်ကအထည်တွေမရှိရင်ဒါတွေလုံးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်တရုတ်နဲ့ဆက်ဆံရေးကသူတို့အတွက်အလွန်လိုအပ်ပါရယ်။ ဗီယက်နမ်ဟာတရုတ်ရဲ့နိုင်ငံခြားရှင်ဤမျက်နှာမူကိုလည်းမိခုံနေရပါတယ်။ဗီယက်နမ်မှာရှိရလန်တွေယထာလန်တွေတကြားတွေအများစုကိုတရုတ်ကဆောက်လုပ်ပေးနေရပါ။ဒါကြောင့်တရုတ်ကိုစိတ်ဆော့လုံမင်းရဲ့သူတို့အနေနဲ့ဆုံးရှုံးစရာတွေအများကြီးရှိပါတယ်။ဒါဟာအမေရိကန်တို့စတင်တိုင်နေရတဲ့ပြဿနာရဲ့အကောင်းဆုံးဥပမာတစ်ခုပါ။